မင်္ဂလာညချမ်းပါရှင်။နေပြီးတော့မိုးလေဝသနဲ့ဇလာပေတာညွန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာနေပြည်တော်မှာ37ဒီဂရီဆဲဆီယဆ88ဒီဂရီဖာရန်ဟိုက်၊ရန်ကုန်မြို့မှာ33ဒီဂရီဆဲဆီယ67ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ37ဒီဂရီဆဲဆီယ88ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါဗျ။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုတုမှဖမ်းယူရရှိတဲ့ပေါ်ရောင်းမင်္ဂလာပင်လေအော်တောင်ပိုင်းမှာတိမ်ထူထနေပြီးကပလီပင်လေပင်နေကြံမင်္ဂလာပင်လေအော်တို့မှာတိမ်နေငယ်မှာတိမ်အတင်တင်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာတိမ်အနေငယ်ဖြစ်ထွန်းနေပြီးကြံဒေသများမှာတိမ်အနေငယ်မှာတိမ်အတင်အတင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြန်မာပင်လေပင်မှာလှိုင်းနေငယ်မှာလှိုင်းအတင်အတင်ရှိပါမယ်လှိုင်းမြန်မာ မြန်မာကံယူနယ်တခြားနယ်ကံလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်။မနက်ပြန်မိုးတဲ့ချိန်အထိခံမှန်းချက်များအနည်းငယ်ကတော့ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြမိုးအနှဲ့ငယ်ထစ်ချုံရွာနိုင်ပါတယ်။ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအင်အားပြည်တိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာတင်ရအတင်အတင်ဖြစ်ထွန်းပြီးရှမ်းပြည်နယ်မြောက်ပိုင်း စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တာယာပါမယ်နေပြည်တော်နဲ့အနီးတဝိုင်းမနက်ပြန်အတွက်မိုးလီဝတအခြေအနေခက်မှန်းကြမှာအများအားဖြင့်တာယာပါမယ်အနိုင်ဆုံးအပူချိန်မှာစက်ခွင်ဒီဂရီဆဲစီယ63ဒီဂရီဖာရင်ဟိုင်းနဲ့အမြင့်ဆုံးအပူချိန်မှာ37ဒီဂရီဆဲစီယ88ဒီဂရီဖာရင်ဟိုင်းရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာတရက်နေငယ်ဖြစ်ထွန်းပါမယ်အနှိမ့်ဆုံးအပူချိန်မှာ20ဒီဂရီဆယ်စီယံ68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆယ်စီယံ93ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် မန္တလေးမြို့နယ်အနီးတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာအများအားဖြင့်သာယာပါမယ်အနှိမ်ဆုံးအပူချိန်မှာစက်ကွင်ဒီဂရီဆယ်စီယံ63ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ37ဒီဂရီဆယ်စီယံ88ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မှာညအပူချိန်များအနေငယ်ရော့နေနိုင်ပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေရှင်။